အစင်းမြင့်ပစိရင်လုံးဝမတုံးမယ်ရိုးရိုးမြင့်မှန်အဖြူအောင်တီရှပ်လက်တစ်ဖက်ကိုဘောင်းမိအိတ်ထဲထည့်ပြရင်နိုင်ငံတော်ရွှေရည်စိတ်စုတွေရောက်ပြနေတဲ့တူရကီတနက်ပြည့်တမဒီကတ်ပရိသတ်နောက်လုံးမိမိလာများ yes sport i'm a ခွန်ရှိကိုစာမေးကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်တူရကီတနက်ပြည့်တမယူဆက်အီဆက်ကတော့တကယ်ကိုဆရာကြီးပါပဲသူလုံးပြခဲ့တာတွေကတကယ်ကိုအတိမတ်ပြုခြင်းဆရာကောင်းနေတာကြောင့်ဒီနေ့ဗီဒီယိုမှာတော့သိရအကြောင်းကိုတင်ဆက်ပေးလိုက်ရပါရင် ရဲစုကတိကဟာတရကီနိုင်ငံသားတနက်ပြည့်အားကစားသမားတူဖြစ်ပြီး1983ခုနှစ်မှာမွေးဖွားခဲ့လို့အခုဆိုရင်အသက်52နှစ်ရှိပါပြီ။သူဟာတူကီနယ်ချားဆောက်ရဲတပ်ဖွဲ့မှာအရာရှိဖြစ်လောက်ကိုင်ခဲ့ပြီးအငိမ့်စားယူပြီးနောက်တနက်ပြည့်အားကစားမှာဆက်လက်အောင်မြင်နေသူဟာဒီကဟာအော်လံပစ်ပွဲမှာ၅ကြိမ်ပါဝင်ခဲ့ပြီးတော့ကမ္ဘာချန်ပီယံနဲ့ဥရောပချန်ပီယံဆုတွေကိုအများကြီးရထားသူပါ။သူရဲ့ထူးခြားမှုကရိုးရှင်းတဲ့ပုံစံနဲ့ယုံကြည်မှုအပြည့်နဲ့ရှင်ပြိုင်တာပါ။ပြိုင်မဲ့တွေကအစင်းမြင့်ကိရိယာတွေအထူးမြတ်မှန်နေ နားကာရီနဲ့ရှင်းပြနေခြင်းမှာဒီကက်ကရုပ်မြင့်မှန်ဖီအောင်တီရှက်နဲ့လက်တစ်ဖက်ကိုအိတ်ကက်တွေထည့်ထားပြီးပြစ်ခတ်လေးရှိပါရင်ဒီပုံစံကသူ့ကိုကမ္ဘာတဝမ်းမှာနာမည်ကြီးစေခဲ့ပါရင်2024ပါရီအိုလံပစ်မှာဒီကက်ဟာအမျိုးသားအမျိုးသမီးတွဲဘက်10မီတာလေးတန်းနဲ့ပြစ်ပွဲမှာအသင်းပေါ်ရှေးဘာအီလန်တာဂျာဟန်နဲ့အတူမွေးစေးသူရခဲ့ပါရင်ဒီဆိုအာဒူရီနိုင်ငံရဲ့တနက်ပြစ်အားကစားမှာပထမဦးဆုံးအိုလံပစ်ဆုစိတ်ဖြစ်ပြီး ဒီကတ်ကိုအသက်52နှစ်နဲ့တူရကီရဲ့အကြီးဆုံးအိုလံပစ်ဆုရှင်ဖြစ်စေခဲ့ပါတယ်။မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲအင်တာနက်လိုင်းရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Ball I Bet 89 Agency မှာဘောလုံးကစားလို့ရတယ်နော်။နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ I Bet 89မောင်ငါး6မှာ Body Mall ပထမပိုင်းဒုတိယပိုင်းတော့မကောက်ဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောင်းဆောင်ကနေကစားနိုင်အောင်မှာဖြစ်ပါတယ်။အကောင့်တဲ့10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်း လာချုပ်ရှုံးကြီးဘောနဲ့900ရာခိုင်နှုန်းပေးတဲ့အပြင်ညီပြမရှိယုံကြည်စိတ်ချသွားကစားချင်တယ်ဆိုရင်တော့ Yes Sport Pick ကနေပဲဖြစ်ဖြစ် Viber Telegram 3921539ခွန်လေး3000ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာဒီဘက်မှာသူရဲ့ထူးခြားတဲ့ပုံစံကကမ္ဘာပရိသတ်တွေကိုဆွဲဆောင်ခဲ့ပါတယ်ပြည်မတွေကအစင်းမြင့်မြန်နေနားကာနေအထူးကိရိယာတွေနဲ့ရှင်ပြိုင်နေချိန်မှာဒီကက်ကရိုးမြင့်မြန်အဖြစ်အောင်ဒီရှင်းနဲ့လက်တစ်ဖက်ကိုအိတ်ကက်နဲ့ထည့်ထားပြီးပြစ်ခတ်ခဲ့ပါတယ်ဒီဘောဘာယုံကြည်မှုအပြည့်ရှိတဲ့ပုံစံကအင်တာနက်မှာ viral ဖြစ်လာခဲ့ပြီးသူ့ကို James Bond နဲ့ John Wick ရဲ့ဇာတ်ကောင်တွေနဲ့နိုင်ရှင်ခင်ရပြီး Misty ထောက်ပါများစွာထပ်ပေါ်လာခဲ့ပါတယ်။၂၀20ခုနှစ်မှာဒီကက်ဟာဥရောပချန်ပီယံလိမ်းမှာအမျိုးသားအသင်း၌တနက်ပြပွဲမှာအသင်းပေါ် Mustafa Inan နဲ့အတူဂျာမနီကိုဒူးစီးနဲ့အနိုင်ရရှိခဲ့ပြီးရွှေစိမ်းစုကိုရရှိခဲ့ပါတယ်။ဂျာမနီအသင်းမှာ Crystal Rhine နဲ့ Paul Floris တို့ပါဝင်ခဲ့ပေမယ့်ဒီကက်တို့အသင်းကအနိုင်ရခဲ့ပါတယ်။ဒီဘက်မှာတူရီအသင်းဟာအသင်းလိုက်ပြိုင်ပွဲ၃ခုစလုံးမှာရွှေစိမ်းတွေကိုသိမ်းပိုက်ခဲ့ပါတယ်။ဒီဘက်မှာလည်းဒီကဲရဲ့ထုံးစံတိုင်းဖြူအောင်တီရှပ်ရိုးရိုးမြင့်မြန်နဲ့လက်ဘက်ကိုအိတ်ကက်နဲ့ထည့်ထားတဲ့ပုံစံကပရိသတ်တွေကိုဆက်လက်ဆွဲဆောင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကသူ့ရဲ့ရုံးရှင်းမှုနဲ့ယုံကြည်မှုကိုထပ်မံတက်သေးပြခဲ့ပါရင်ဒီကရဲ့ကရဝင်ပုံရင်းကသူ့ရဲ့ရုံးရှင်းမှုယုံကြည်မှုခံနိုင်ရုံကြောင့်ပါသူကအောင်မြင်မှုဆိုတာလက်ကိုအိတ်ကက်တွေထည့်ထားလို့ရတာမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့သူ့ရဲ့ပေါ်ပေါ်ပါပုံစံကအောင်မြင်မှုအတွက်ကျွမ်းကျင်မှုနဲ့ယုံကြည်မှုကပိုရေးကြီးတယ်ဆိုတာကိုတက်သေးပြပါရင်သူ့ရဲ့ပုံစံကအာကစားလောကမှာခင်မီပစ္စည်းတွေထက်စိတ်ဓာတ်နဲ့အရေးချင်းကပိုရေးကြီးတယ်ဆိုတဲ့သတင်းစကားကိုပေးပါရင်အသက်50နှစ်မှာအိုလံပစ်နဲ့ဥရောပချန်ပီယံလိမှာဆုရည်ရယူထားတာကသူ့ရဲ့ခန္ဓာရင်နဲ့ကျွမ်းကျင်မှုကိုပြသပါရင် သူကဂျိမ်းစ်ဝန်းနဲ့ဂျွန်ဝီလိုနှိုင်းရှင်ခံရတာကလည်းသူရဲ့ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံကပရိသတ်တွေကိုဘလောက်ဆွဲမဲ့စေလဲဆိုတာပြသပါရင်ဒီကဟာတူရကီနယ်ခြားဆောက်ရဲတပ်ဖွဲ့မှာအရာရှိဖြစ်လုံခြုံရေးခဲ့မှုသူပါဒီအတွက်ကြောင့်သူရဲ့တနက်ပြည့်ကျွမ်းကျင်မှုနဲ့ဆန်းဆောင်ရေးမှာအရေးကြီးတဲ့ခက်ခဲတာတစ်ခုဖြစ်ပါဝင်ခဲ့ပါရင်နယ်ခြားဆောက်တပ်ဖွဲ့မှာလုံခြုံရေးတနက်ကင်တွင်မှုဖီအားအောက်မှာစိတ်တည်ငြိမ်မှုနဲ့တိကျမှုကိုလေ့ကျင့်ခဲ့ရတာကသူရဲ့အကစားသမားဘဝမှာအထောက်အကူဖြစ်ခဲ့ပါရင်တနက်ပြည့်အကစားဟာစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအာယုံစုတိုင်းမှုနဲ့တိကျမှုလိုအပ်ပါရင် ဒီကရဲ့နေသားဆောက်တပ်ဖွဲ့အတွေ့အကြုံကဒီအချင်းကိုပုံမတန်ပါစေခဲ့ပြီးသူ့ရဲ့ရိုးရှင်းတဲ့ပုံစံနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာကမ္ဘာအဆင့်မှာထူးချွန်နိုင်ခဲ့ပါတယ်။ဥပမာပါရီအိုလံပစ်မှာပြင်မဲ့တွေကအဆင့်မြင့်ပစိတွေနဲ့ရှင်းပြနေခြင်းမှာဒီကကသူ့ရဲ့အတွေ့အကြုံနဲ့စိတ်တည်ငြိမ်မှုကိုသာအားကိုးပြီးရွှေသေးသူရယူခဲ့ပါတယ်။ဒီအချက်ကသူ့ရဲ့အောင်မြင်မှုမှာပစိတွေချက်အတွေ့အကြုံနဲ့စိတ်တက်ကပိုရင်းကြီးတယ်ဆိုတာကိုပြသပါတယ်။ဒီကရဲ့နေသားဆောက်တပ်ဖွဲ့အတွေ့အကြုံကသူ့ကိုဖိအားအောက်မှာတည်ငြိမ်ပြီးတိကျစွာပြစ်ခတ်နိုင်တဲ့စွမ်းရည်ကိုပေးခဲ့တာဖြစ်မယ်ထင်ကြပါမှာ။အစောင်းနေကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။